တို့ရှင်ရှင်များအားလုံးပဲမင်္ဂလာပါเนาะဒါမဲ့နှစ်ပြန်ပေါ့เนาะ22ရက်17လ25ပေါ့เนาะဘုဒ္ဓဝုမနခင်အတွက်ပါเนาะမနခင်အတွက်ဒီကနေ့ရှာတွေ့ထားတယ်เนาะထိတ်လေးပိတ်လေးပေါ့เนาะထိတ်ပိတ်လေးကိုပြပေးမယ်เนาะအဲဆိုရင်ဒီပထမဆုံးအနေနဲ့ထိတ်ကိုအရင်ပြောတော့ပါကြရအောင်เนาะဒီမှာရှိတယ်နှစ်6เนาะနှစ်6နှလုံးပေါင်းเนาะပေါင်းခြင်းက8ဆိုပြီးရတယ်ဒီမှာလည်းနှစ်6 6နှစ် ပြန်စင်းနေပေါ့နော်ခြောက်နဲ့နှလုံးပေါင်းခြင်းရှစ်ဒီမှာပေါင်းခြင်းနှလုံးပေါင်းခြင်းရှစ်ကပေါင်းခြင်းနှလုံးပေါင်းခြင်းရှစ်ဆိုပြီးရရှိညီမြခြင်းရှစ်ဆိုပြီးတော့အစင်းထားတယ်ပေါ့နော်ဒါဆိုရင်နောက်ထပ်တစ်ပင်ကိုဆက်ပြီးတော့ကြည့်ရအောင်နော်ဒီမှာရှိတဲ့နှစ်သုံးနှလုံးပေါင်းခြင်း၅ပါဆိုရင်ဒီမှာရှစ်ခွန်းနှလုံးပေါင်းခြင်း၅၅ညီမြခြင်း၅ဆိုပြီးတော့စင်းတယ်ဒါဆိုရင်ဆက်သွားမယ်ဒီမှာနော်ခွန်း၅ ခွန်9နှလုံးပေါင်းတော့နှစ်နှစ်ကဆိုရင်ဒီမှာ၄3နှလုံးပေါင်းခြင်းခွန်နှစ်ရဲ့ပါဝါခွန်နဲ့ဆိုပြီးတော့ဆင်ပါတယ်เนาะဒါဆိုရင်တခါဆက်သွားမယ်3ရှစ်နှလုံးပေါင်းခြင်းတက်ကဒီမှာရှိတယ်9ရဲ့ဒီမှာလာမယ်ထိပ်စီးတစ်လုံးရေပေါ့เนาะနှလုံးပေါင်းမယ်ဆိုရင်တက်ပါပြင်မလဲဆိုပြီးတော့ equal power နဲ့ခံနေသွားမယ်16ရှစ်ပေါ့เนาะနှလုံးပေါင်းရင်16ရှစ် เนาะရှိနေတာငါနောက်တစ်လုံးနဲ့ပေါင်းရင်10ဆို6ထည့်မယ်ရှိနေတာငါနောက်တစ်လုံးနဲ့ပေါင်းရင်6ဆိုတော့1ထည့်မယ်ရှိနေတာငါနောက်တစ်လုံးနဲ့ပေါင်း8ဆိုတော့3ထည့်လိုက်မယ်เนาะ6 1 3ဆိုပြီးတော့ထိပ်စီးက3လုံးရထားတယ်ဒါဆိုရင်ဒီဘက်မှာအခု အပိတ်ကိုသွားရအောင်เนาะဒီမှာရှိတဲ့၃ညဒီမှာ၃ညပေါ့เนาะ၃ညပါဆိုရင်ဒီမှာရှိတဲ့เนาะ6 9နှလုံးပေါင်းတော့9 3ညပါဝါ9ဆိုပြီးဆင်းတယ်ဆက်သွားမယ်ဒီမှာလည်း၃ညပဲ၃ညက6တင်နှလုံးပေါင်းခြင်း၃ည၃ညညီမြခြင်း၃ညဆိုပြီးတော့ဆင်းတယ်ဒါခါဒီမှာရှိတာတက်တက်ကဆိုရင်ခွန်တက်နှလုံးပေါင်းတော့8တက်နက်ခတ်8ဆိုပြီးတော့ဆင်းပါအဲ့ဒါဆိုဒီခါဒီမှာရှိတာ6နော်6ကတော့ဒီမှာရှိတဲ့ခွန်ရဲ့ဒီမှာလာမယ့်အပိတ်တလုံးလေနှလုံးပေါင်းမယ်ဆိုရင်6ပါဖြစ်မလဲဆိုပြီးတော့ ော့ Intel Power နခန်းနဲ့619ဆိုပြီးတော့သွားပါမယ်เนาะရှိနေတာက9တုံးနဲ့ပေါင်ရင်669ထဲမှာရှိနေတာ9တုံးနဲ့ပေါင်ရင်10ဆိုတော့၄ထဲရှိနေတာ9တုံးနဲ့ပေါင်ရင်9ဆိုတော့2ဆိုပြီးတော့ထည့်လိုက်ပါမယ်เนาะ9လေး2ဆိုပြီးတော့အပေးလေးရထားတယ်ဒီဘက်မှာ PC ကတော့613ဆိုပြီးရထားတာပေါ့เนาะဒါဆိုရင်ကနန်းလေးတွေ့ပါမယ်เนาะ69 64 62ပေါ့เนาะနောက်တစ်ခါ19 တလေးတနဲ့ဆိုပြီးတော့သွားပါမယ်เนาะနောက်တစ်ခါ3ကိုเนาะ3လေး3နဲ့ပေါ့เนาะဆိုပြီးတော့သွားပါမယ်အဲ့တော့အတက်ဆုံးတကွက်တကွက်ကောင်းညီမကတော့3နဲ့ကြိုက်ပါမယ်เนาะပြီးတော့6လေးပေါ့เนาะဒါဆိုရင်ဒါကတော့ညီမကြိုက်ဆုံးကွက်ကလေးလေးပေါ့เนาะဘိုးတို့ကတော့ကြိုက်တယ်မကြိုက်တယ်တယ်ဆိုလိုက်ပြီးတော့ခစားကြပါအားလုံးပဲမနေ့ကမှကံကောင်းပါစေဆုတောင်းပေးလိုက်ပါရှင်အားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်